င်္ဂလာပါရှင်အခုတစ်ခေါက်ဖတ်ပြပေးသွားမယ့်စာအုပ်ကတော့ဥနုရေးသားတဲ့ကာမတတဆိုတဲ့စာအုပ်ထဲကဥမြကြီးတို့မိသားစုအကြောင်းကိုဖတ်ပြပေးသွားမှာပါခန်းစားနှาศင်ပေးကြပါဦးရှင်ဥမြကြီးတို့မိသားစု ရန်ကုန်ကပသိန်ကိုမြက်လန်ခီးနဲ့သွားရင်ဝါခဲမဆိုတဲ့မြို့ကလေးကိုဖြတ်သွားရတယ်။ဝါခဲမဟာရန်ကုန်ကနေမိုင်122မိုင်ဝေးတဲ့မြို့ကလေးဖြစ်တယ်။အခုပြောမယ့်ဖြစ်ပျက်တွေဟာပထမကဘာစစ်ကြီးမဖြစ်ခင်15နှစ်လောက်ကစပြီးအဲ့ဒီဝါခဲမမြို့ကလေးမှာဖြစ်ပျက်ခဲ့တယ်။အဲ့ဒီအချိန်အခါကဝါခဲမမျိုးမှာထင်ရှားတဲ့ပုံကိုကြီးနှစ်ယောက်ရှိတယ်။တယောက်ကဥဖိုးခင်ဖြစ်တယ်။ တယောက်ကဥမြကြီးဖြစ်တယ်။ဥဖုခင်နဲ့ဥမြကြီးတို့ဟာငယ်ငယ်ကကျောင်းနေဘက်တငယ်ချင်းတွေဖြစ်ကြတယ်။ဒါပေမဲ့ဥမြကြီးဟာတိတ်ပြီးဆိုးတယ်။ခဏခဏကြောင်းပြေးတယ်။မကောင်းတဲ့အပေါင်းဖော်တွေနဲ့တွေ့ပြီးနောက်တော့အိမ်ကပါထွက်ပြေးတယ်။ဥမြကြီးဟာလေတန်းတောင်မအောင်ဘူး။အိမ်ကထွက်ပြေးပြီးဆယ်နှစ်လောက်ဟာဥမြကြီးမှအိမ်ကြီးရာကြီးမရှိဘူး။တနေကုန်တနေကန်ဖဲဝိုင်းမှနေဖဲသမားတွေခိုင်းရကိုလို့ဖဲသမားတွေကြွေးတာစားဖဲသမားတွေတိုက်တဲ့အရက်တော့ ဖဲသမားတွေစီကရတဲ့ပစံကလေးနဲ့တခါတခါဖဲဝင်ရိုက်အဲ့ဒီလိုဖဲဝိုင်းချဖို့လုပ်နေတယ်။နောက်တော့ကန်အားလော်စွာပဲသူ့ထက်အသက်၅နှစ်လောက်ကြီးတဲ့ဝါခဲမတဖက်ကန်တော်ကရွာသူမရွှေမဆိုတဲ့မိုးဆိုးမတယောက်နဲ့အိမ်အောင်ကြတယ်။အဲ့ဒီမိုးဆိုးမမှာလှစင်တစ်ခုရှိတယ်။အဲ့ဒီလှစင်ကိုအုပ်ချုပ်ရတဲ့အခါကျတော့မှဥမြကြီးရဲ့ကလိန်ညာဟာရှိတဲ့၍အစွမ်းကုန်ပြဖို့အခွင့်ကောင်းရတယ်။ ။တစ်တော်ဘက်ဆိုင်ရာအမှုဒဏ်အရာတဲ့အချို့တွေကအောက်ချုပ်ပေါင်းတဲ့လူကိုအောက်ချုပ်ပေါင်း၊ငွေကြိုက်တဲ့လူကိုငွေပေး၊မိမကြိုက်တဲ့လူကိုမိမပေး၊လက်ဆောင်ကြိုက်တဲ့လူကိုလက်ဆောင်ပေးပြီးတစ်တွေကိုရနိုင်သလောက်ခိုးထုတ်တာပဲ။အဲဒီလိုလှုပ်လိုက်တာနှစ်နှစ်အတွင်းနောက်ထပ်လှစဉ်တစ်ခုတည်နိုင်တယ်။နောက်လှစဉ်ကပထမလှစဉ်ထက်၅စားလောက်ကြီးတယ်။တော်ကဘက်ကိုသွားရင်ဦးမြကြီးဒေါ်ရွှေမလှစဉ်ဆိုတဲ့ဆိုင်ပုတ်ကြီးကိုဝါခဲမမြစ်အလဲလောက်ကလေးကမြင်ရတယ်။ ဦးမြကြီးဟာပစ္စည်းနဲ့နဲ့စုမိလာတော့စိန်ရွှေအပေါင်ခန်းနေအစမတန်နဲ့အပေါင်ထားတဲ့ပစ္စည်းဆိုရင်ဦးမြကြီးစီမှာပြန်ရွေးလို့မရဘူးဥပမာ900ရန်စိန်လက်စွတ်တကွင်း90နဲ့ပေါင်ရင်ဦးမြကြီးစီကပြန်ရွေးလို့မရဘူးလာပေါင်ကလေးကပေါင်တဲ့လူဟာအပေါင်စာချုပ်ဖြတ်ပိုင်းတွေမှာလက်မှတ်ထိုးသွားရတယ်သူလိုချင်တဲ့ပစ္စည်းလာပေါင်ရင်အဲ့ဒီပေါင်တဲ့လူအိမ်ပေါ်ကဆင်းသွားတာနဲ့တပြိုင်နက်ဖြတ်ပိုင်းမှာသူထိုးပစ်ခဲ့တဲ့လက်မှတ်ရဲ့အပေါ်နာမှာ ဘယ်နေ့ကဒီပစ္စည်းကို ပြန်ရွေးပြီးပြီ ဆိုတာရေးထားလိုက်တာပဲ။ဟိုတုန်းကတော့ရုံးနှုတ်ကတ်တို့ကိုပေါက်ပေါက်ရောက်ရောက်သွားရဲတဲ့လူတွေတိတ်မများပါဘူး။အဲ့ဒီတော့အပေါင်ဆုံးတဲ့လူတွေဟာဥမြကြီးအိမ်မော်ကငိုပြီးဆင်းသွားရတာလောက်နဲ့ပဲတင်းတိမ်ကျိနေကြရတော့တာပါပဲ။စိန်ရွှေပြီးတော့တဆင့်တို့ပြီးလဲအပေါင်ခံနေလဲတွေကိုလည်းစိန်ရွှေတွေလိုပဲလုပ်တာပဲ။ နောက်နှစ်နှစ်လောက်ကြာတဲ့အခါဥမြကြီးဟာဆန်ဆက်တလုံးတည်နိုင်ပါတယ်။တပည့်တွေမွေးထားပြီးပိုင်ရှင်မတိပဲတလင်းတွေကခိုးရောက်နေစပါ၊စပယ်ကြီးတွေကခိုးရောက်နေစပါတွေကိုဈေးပေါ်ပေါ်နဲ့ရှောက်အဝယ်ခိုင်းနေ။အဲ့ဒီစပါတွေကိုသူ့ဆက်မှာစံခွဲပြီးရောင်းနေ တခါတလေသူစိတ်ကြိုက်နဲ့တွေ့ရင်ခိုးရပါတိုက်ရပါပစ္စည်းတွေကိုပါလက်ခံလိုက်သေးတယ်။နောက်နှစ်နှစ်လောက်ကြာတဲ့အခါမူလဆန်ဆက်ထက်ကြီးတဲ့ဆန်ဆက်ကြီးတလုံးကိုနောက်ထပ်တဲနိုင်ပါတယ်။ပစ္စည်းအတော်ချမ်းသာလာတဲ့အခါဝါခင်မဘတ်မှာတိုက်တလုံးဆောက်ပြီးသူမိမဒေါ်ရွှေမကိုအဲ့ဒီတိုက်မှာပို့ထားတယ်။ဦးမြကြီးကတော့တော်ကပတ်ဆက်ဝင်းကြီးထဲမှာသူ့အတွက်ရောအာနာပိုင်တွေကိုလက်ထုတ်ဖို့အတွက်ရောမွေးထားတဲ့ကောင်းမလေးတွေနဲ့အပြော်အပါလိုက် အရက်တောက်လိုက်ဖေ့ချလိုက်နဲ့တနေ့တနေ့အချိန်ကုန်တာပဲမယားကြီးဒေါ်ရွှေမစီကိုတက်လာနှစ်ချိန်သုံးချိန်လောက်ပဲသွားတော့တယ်။ဦးမြကြီးဟာမယားကြီးဒေါ်ရွှေမနဲ့သားတယောက်သမီးတယောက်ပဲရတယ်။သားကိုမောင်ထွန်းလို့ခေါ်တယ်။သမီးကိုထွေးထွေးလို့ခေါ်တယ်။မယငယ်တွေနဲ့ရတဲ့ကလေးတွေကတော့သူကိုယ်တိုင်ဘယ်လောက်ရှိမှန်းမသိဘူး။ မွေးထားတဲ့ကလေးမလေးတယောက်ယောက်ကိုဝင်ရှိလာရင်ဆက်မလှုပ်တဲ့အလုသမားတယောက်ယောက်လှော့ဆန်မလှုပ်တဲ့အလုသမားတယောက်ယောက်နဲ့ပေးစားလိုက်တာပဲတခြားမှာလူတွေရဲ့ တခြားမှာသူတို့ရဲ့အစမ်းစားနဲ့သူတို့ရှာပြီးယူကျင်လဲဥမြကြီးကလိုတဲ့ငွေထုတ်ပေးလိုက်တာပဲတချို့ခမိုင်မိုင်ငရဲမကြောက်တာကလေးတွေကြတော့ကိုဝင်ကိုဖျက်ချပစ်လိုက်တာပဲသူ့မယံငယ်တွေဟာတော်ကဆက်ဝင်ကြီးထဲမှာသာရှိတာမဟုတ်ဘူးသူ့လယ်တွေရှိတဲ့ရွာတွေမှာလည်းရှိတာပဲတခါတခါဥမြကြီးဟာလယ်တွေသွားကြည့်အောင်မေးဆိုပြီးဒီမယံငယ်တွေစီမှာ၃-၄ရက်စီလောက်သွားသွားပြီးပြောပါတတ်ပါတယ် ဦးမြကြီးဟာဒီလိုအကျဉ်းဆိုးပေမဲ့ငွေပေးတဲ့နေရာမှာအင်မတန်ရက်ရောတဲ့အတွက်လူတွေဟာသူ့ကိုဝိုင်းမပေးရဲဘူး။ဝါခဲမဘတ်မှာပဲဖြစ်ဖြစ်တော်ကဘတ်မှာပဲဖြစ်ဖြစ်တာရေးနာရေးရှိလို့ဦးမြကြီးငွေဘလောက်ထည့်လိုက်ပါဆိုရင်ဈေးမစစ်ဘူး။အလူခံတလောက်ထည့်လိုက်တာပဲ။တနေ့ကျတော့ဦးမြကြီးဟာအုံပင်စုရွာကိုသွားတယ်။အုံပင်စုဟာဝါခဲမရဲ့အနောက်တောင်တောင်10မိုင်လောက်ဝေးတယ်။ ်အဲ့ဒီအုံပင်စုမှာမကြသေးခင်ကမှရတဲ့မအုံတင်ဆိုတဲ့မယငယ်တယောက်ရှိတယ်မအုံတင်ဟာငယ်တယ်အသက်16နှစ်အသက်16နှစ်ဆိုတော့သူ့သမီးထွေးထွေးနဲ့မှ ရွယ်တူပဲရုပ်ကတိတ်ချော်တာပဲအဲ့ဒီတော့အဲ့ဒါလေးကိုရဖို့အတွက်အောင်သွေးကိုငွေ900မအုံတင်ရဲ့မိဘသုံးဖို့ကငွေ1000မအုံတင်အတွက်ကငွေ9000ရွှေတင်း90ပြားစီ ရွှေလက်ကောင်၅ရံစိန်ချဲလက်စွပ်တကွင်းတစ်ဖက်တရံစီရှိတဲ့စိန်နက်ကကတရံပေးရတယ်။ဒါရီတင်မကတေဦးရောက်ခမဖြစ်သူကအုံမင်စုရွာမှာတကြီးလှုပ်ချင်နေဆိုလို့မူလတကြီးကိုလဲဆဲမှုတစ်ခုနဲ့ဖြုတ်ချပြီးသူ့ရောက်ခမကိုတကြီးဖြစ်အောင်အာနာပိုင်တွေနဲ့ငွေထိုးရတဲ့အတွက်နောက်ထပ်ငွေ3000လောက်ကုန်သွားသေးတယ်။အဲ့ဒီမအောင်တဲ့ကလေးကိုတော့တခြားမိမတွေထက်ဥမြကြီးဟာပိုပြီးမှတ်တယ်။ ။ဘာဖြစ်လို့လဲဆိုတော့ဒီမအုံးတင်ကိုရတာ6လလောက်ပဲရှိသေးတယ်။မအုံးတင်စီကိုဥမြကြည့်လာတာအခေါက်20ထက်မနည်းဘူး။ဒီလိုမကြခဏလာတဲ့မှန်သိတော့အဲ့ဒီအခေါက်မှာပြုတ်သွားတဲ့တကြီးဥဖေအောင်ရဲ့မအုံးတင်ကိုဥမြကြီးကယူသားတဲ့အတွက်ကြံရစ်ဖြစ်နေတဲ့မအုံးတင်ရဲ့ရီစာဟောင်းပတ်တုတ်ရဲ့လေအေက300ဥမြကြီးစီမှာအစမတန်နဲ့အပေါင်းဆုံးသွားတဲ့အတွက် စိတ်နာနေတဲ့ဥဖိုခရဲ့ပေါင်းပြီးဥမြကြီးကိုတေချောင်းကြံကြပါရဲ့ ။ဥမြကြီးဟာမအုံးတင်ကလေးနဲ့အိတ်နေတုံးတကြီးကြဖေးအောင်ကြံ့ရစ်ပါတုံနဲ့အပေါင်ဆုံးဖိုးခါတို့ခိုင်းထားတဲ့ထောင်မြန်လူစိုးစိန်လာဟာနောက်ဖေးတကားကိုဖောက်ပြီးအိမ်ထဲဝင်มาတယ်။အေယာနာရောက်တော့ဥမြကြီးရဲ့လက်မျိုးကိုမှိမ့်နဲ့တအားဆောင်ပြီးထိုးလိုက်တာဥမြကြီးလည်းအေယာပေါ်တယ်မဲပွဲချင်းပြီးသေးပြီးသူ့ကလိန်ခြုံဆက်ကိုတင်သွားရရှာပါတယ်။စိန်ရွှေမက်ပြီးဖေးအေးအရွယ်ကြီးကိုယူလိုက်ရတဲ့မအုံနှင်ကလေးလည်းမုတ်ဆုံးမကလေးဖြစ်ပြီးကြံရရှာပါတယ်။ ်။ဥမြကြီးရဲ့ရောက်ခမတကြီးနဲ့မရငယ်မအုံးတင်ကလွဲလို့တရွာလုံးမှာဥမြကြီးကိုမြစ်တံရှိတဲ့သူမရှိတဲ့အတွက်လူသက်မှုကိုဘလို့စစ်လို့မှမပေါ်ဘူး။အဲဒါကြောင့်ဒီအမှုကိုစုံစမ်းလို့မရတဲ့အမှုအဖြစ်နဲ့ပလိကပိတ်လိုက်ရပါတယ်။ပစ္စည်းဟာမီးနဲ့တူတယ်။မီးဟာသုံးတဲ့ရင်လူတွေမှာအကျိုးအများကြီးဖြစ်နိုင်တယ်။မသုံးတဲ့ရင်လူတွေမှာဒုက္ခအများကြီးဖြစ်နိုင်တယ်။ပစ္စည်းလေးဒီလိုပဲ စ္စည်းဟာသုံးတတ်ရင်ပစ္စည်းရှင်မှာအကျိုးအများကြီးဖြစ်နိုင်တယ်။ဒီပစ္စည်းကိုအကြောင်းပြုပြီးဒါနကုသိုလ်၊သီလကုသိုလ်၊ဘာဝနာကုသိုလ်တွေကိုသာလုပ်မယ်ဆိုရင်ဒီပစ္စည်းရှင်ဟာလူနဲ့ပြန်မှာအဖြစ်နဲ့ပုံစင်ဆန်ရပြီးနိဗ္ဗာန်ကိုမျက်မှောက်ပြုရတဲ့အထိအကျိုးဖြစ်နိုင်တယ်။ပစ္စည်းဟာမသုံးတတ်ရင်ပစ္စည်းရှင်မှာဒုက္ခအများကြီးဖြစ်နိုင်တယ်။ဒီပစ္စည်းတွေနဲ့မိမလိုက်ဖဲရိုက်အရက်တော့ လူတွေနှိမ့်ဆက်နေမယ်ဆိုရင်ဒီပစ္စည်းရှင်ဟာတည်ပြီးတဲ့နောက်တရိတ်ဆန်ပြိတ်တာအတူရကဲငရဲဆိုတဲ့အပယ်လေးပုံကိုစောက်ထိုးဆင်းမှာပဲ။ဦးမြကြီးဟာပစ္စည်းရှင်ဖြစ်တော့လေပစ္စည်းကိုတုံးတက်တဲ့ပစ္စည်းရှင်မျိုးမဟုတ်ဘူး။ မသုံးတတ်တဲ့ပစ္စည်းရှင်ဖြစ်တယ်။အခုနေများဒိဗ္ဗဆက်ကူအပိညာဉ်ရတဲ့သူတော်စင်မြတ်တဦးကိုတွေ့ရလို့တည်ပြီးတဲ့နောက်ဥမြကြီးဟာဘဲပုံကိုရောက်သွားပါတယ်လို့များလျှောက်ထားကြည်ရရင်အရက်တော့ဖဲရိုက်မိမလိုက်လူတွေကိုနှိမ့်ဆက်သွားတဲ့အကုသို့ကံတွေကြောင့်ဥမြကြီးတယောက်ဖြင့်အဝီစီကိုဇောက်ထိုးဆင်းရရှာပြီးလို့ဖြေမှာအေကံမုတ်ချမလွဲတော့ပါဘူး။